ခွေတူလေးတွေဟာဈေးကြီးဆုံးဖြစ်တဲ့ Bitcoin တွေကိုပတ်စံပေးပြီးဝယ်ဆိုးစရာမလိုပဲ free ဆိုသွားလို့ရတဲ့ Bitcoin mining app ထဲရနေပြီးတော့ရထားတဲ့ Bitcoin တွေကို exchange wallet တွေထဲဘလို့ပြန်လွှဲရလဲဆိုတဲ့နည်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီ mining ဟာတော်ထားတာတော့ကြာပါပြီ။ဒါပေမဲ့အခုချိန်ထိ Bitcoin တွေ free ပေးနေစေဖြစ်တဲ့ mining ကောင်းလေးလည်းဖြစ်ပါတယ်။ဒီ mining နဲ့ကနေ Bitcoin တွေပြန်ထုတ်တဲ့အခါမှာဆိုရင်နည်းနည်းလေးအလုံးရှုပ်တာ ဖြစ်တဲ့အတွက် ဗီဒီယိုလေးကိုမကြော်ဘဲအဆုံးထိကြည့်သွားပေးပါပို့ YouTube ကို Subscribe လုပ်ရတဲ့ Subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့အနူတီခေါင်းလောင်းလေးကိုလည်းတည်ထားပေးပါဦးပစ်ခွိုင်မိုင်းနေရော Play Store App Store တို့ကနေအလွယ်တကူတောင်းပြီးအကောက်ပွင့်လို့ရပါတယ်အကောက်ပွင့်တဲ့အခါမှာဆိုရင်လည်း Gmail နဲ့ချိန်ပြီးအကောက်ပွင့်ရုံမှာပဲတခြားဘာမှလုပ်စရာတော့မလိုပါဘူးဒါကတော့ Bitcoin Mining ရဲ့ပုံစံပဲဖြစ်ပါတယ်အကောက်ပွင့်တော်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီလိုပုံစံလေးကိုတွေ့မြင်ရပါလိမ့်မယ်ဒီနေရာမှာ Bitcoin Free Mining လုပ်ဖို့အတွက်ဆိုရင် 24နာရီတစ်ချိန်3.5 GHz ကိုလာပြီးကလိန်းပေးရပါမယ်။3.5 GHz ကလိန်းနေဆိုတော့မှဒီအပေါ်မှာ Bitcoin mining လုပ်နေမှာ ဖြစ်ပါတယ်။အကယ်၍ကိုကအိုင်းနေမှာမကလိန်းထားဘူးဆိုရင်တော့ mining ရရက်နေပါလိမ့်မယ်။ပြီးရင်ဒီဘက်ဘေးမှာ ADA GB GHz ယူရတာရှိပါမယ်။ ADA ကြီးဖို့အတွက်က VPN ခံပေးရပါမယ်။ ADA ကတော့ဒီနေ့အပို30ကြီးခွင့်ရှိပါတယ်။တပုတ်ကြီးရဆိုရင် 5.6GHz ရပါမယ်။ -B ပိုများလိုက်ဆိုရင်တော့ Bitcoin တွေပိုရပါမယ်။ ဆိုတော့ကျွန်တော်ရလာပြီ Bitcoin နေထုတ်ဖို့အတွက်ဒီဘက်ပေးမှာ wallet ဆိုတာလေးရှိပါမယ် ID ကိုသွားလိုက်ပါပြီးရင်ဒီအပေါ်မှာ withdraw ဆိုတာလေးရှိမယ်အဲ့လိုတစ်ချက်နှိပ်လိုက်ပါဒီမှာဆိုရင်နှစ်ခုကြာလာလိမ့်မယ် Lightning and BTC ရဲ့ဆိုပြီးတော့နှစ်မျိုးကြာလာလိမ့်မယ်ဒီ network နေရာမှာတော့အပေါ်ဆုံးမှာတူပြီးတော့ comment ပေးထားတဲ့ Lightning နဲ့ထုတ်တာအကောင်းဆုံးမှာပဲအဲ့လိုတစ်ချက်နှိပ်လိုက်ပါဒီဘက်ရောက်ပြီဆိုရင်တော့ Bitcoin နေဝလက်ခံဖို့အတွက်ပေးမှန်းရွေးချယ်ပေးရပါမယ် crypto exchange နဲ့လက်ခံမဲ့သူတွေကတော့ဒီဘက်ပေးရအားသာဆိုတာလေးကိုရွေးချယ်ထားလိုက်ပါ ဒါဆိုရင်ကျွန်တော်ဒီအောက်မှာအမောင်းရယ် invite ရယ်ဆိုပြီးတော့နှစ်မျိုးကြာလာလိမ့်မယ်ဒီ invite နေရာမှာတော့ PDG address ထည့်ပြီးရမှာဖြစ်ပါတယ် pick one address ယူဖို့အတွက် agent တွေကိုအသုံးပြုလို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ picket agent ကိုအသုံးပြုသွားမှာဖြစ်ပါတယ်ကျန်တဲ့ agent တွေကိုလည်းသုံးလို့ရပါတယ် agent နဲ့ရောက်ပြီဆိုရင် address ယူဖို့ကထုံးစံတိုင်းဒီဘက်တော်ဆုံးမှာရှိနေတဲ့ wallet ပုံစံ access ဆိုတဲ့တဲကိုတစ်ချက်တော်လိုက်ပါဒီနေရာရောက်ပြီဆိုရင်ကျွန်တော်ငွေလက်ခံမှာဖြစ်တဲ့အတွက် ဒီအပေါ်ဆုံးမှာရှိနေတဲ့ FN ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အပေါ်ဆုံးကတဘိုးစဲခရစ်တိုဆိုတာကိုဆက်ပြီးနှိပ်လိုက်ပါဒီဘိုင်းရောက်ပြီဆိုရင်တော့ကျွန်တော်ဒီ set bar မှာ BTC ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒါဆိုရင်တော့သူကဒီ BTC လေးကြာလာမယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါ နောက်တစ်စင်းနေနဲ့ဟာနှစ်ဝေါ်ရွေးပြပါမယ်ဒီအပိုင်းလေးကရေးကြည့်ပါတယ်ကျွန်တော်ရွေးချယ်လိုက်တဲ့နှစ်ဝေါ်မှားသွားလို့မရပါဘူးမိုင်းနေထဲမှာကလိုက်တင်နှစ်ဝေါ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီအိတ်ချင်းထဲမှာလည်းလိုက်တင်နှစ်ဝေါ်ကိုရွေးချယ်ပြရပါမယ်ဒီမှာဆိုရင်ဒုတိယမြောက်မှာလိုက်တင်နှစ်ဝေါ်လေးရှိနေပါမယ်အဲလေးကိုတစ်ချက်နှဲ့လိုက်ပါဒီပိုင်းလေးရောရင်တော့နည်းနည်းဂရုစိုက်ကြပါ တို့ကအဲ့အတွက်တန်းကြတာမျိုးမဟုတ်ဘဲနဲ့အဲ့အတွက်ရဖို့အတွက်ကြောင့်ဒီအပေါ်မှာတပိုးစက်အမောက်တွေပါရေးပြရမှာ ဖြစ်ပါတယ်ဒါကတော့အချင်းတစ်ခုနဲ့တစ်ခုမှရှိနေတဲ့အ ਨੇ ဆုံးလက်ခံလို့ရတဲ့တပိုးစက်အမောက်ကတော့မတူကြပါဘူးတပိုးစက်မောက်တွေတေချာကြည့်ပြီးပြီဆိုတော့မှမိုင်းနေနေရနေပစံထောက်ကြပါဆိုတော့ကြောင့်ဒီတပိုးစက်အမောက်နေရာမှာကမိုင်းနေနေရနေပြီးထုံမဲ့ပစ်ခွိုင်အမောက်ကိုထည့်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာအမောက်မှားသွားလို့မရပါဘူး ိုကဒီနေရာမှာအမောက်တစ်ခုမိုင်းနေထဲမှာအမောက်တစ်ခုဖြစ်နေရယ်ဆိုရင်ကျွန်တော်တို့ရဲ့ Bitcoin နေဆုံးရှုံးရပါလိမ့်မယ်။ဆိုတော့ကျွန်တော်အမောက်ထည့်ပြီးဝင် ပြန်စစ်ပါမှန်လားမှားလားဆိုတာစစ်ပြီးသွားပြီဆိုရင်ကျွန်တော်အတွက်ယူဖို့ကဒီအောက်မှာ create ဆိုတာလေးရှိပါမယ်။အဲ create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့သူကကြိုအားကုတ်ရဲ့အတွက်ရေးပေးပါလိမ့်မယ်။ကြလာတဲ့အတွက်ကို copy ယူလိုက်ပါ။ copy ယူယူရရင်စောစောက mining နဲ့ကိုပြန်သွားမယ်။ mining နဲ့ကိုသွားပြီးရရင် invite နေရာမှာကျွန်တော် copy ယူထားတဲ့အတွက်ကိုထည့်ပေးလိုက်ပါ။ အတွက်ထည့်ပြီးပြီဆိုရင်တော့ဒီပုံမှာအမောက်ထည့်ပေးရပါမယ်။အမောက်ကတော့မသားလို့မရပါဘူး။ကျွန်တော်တို့စောစောကအဲချင်းထဲမှာရိုက်ထားတဲ့အမောက်တိုင်းဒီမှာရိုက်ပေးရမှာဖြစ်ပါတယ်။အမောက်တွေလွဲသွားတယ်ဆိုရင်တော့ကျွန်တော်တို့ပတ်စံတွေဆုပ်ချုံရပါလိမ့်မယ်။ကဲအမောက်ထည့်ပြီးပြီဆိုရင်ဒီအောက်ကခွတ်တော်ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ Bitcoin mining နဲ့ရနေပြီ။ Bitcoin နဲ့ထုတ်တာအောင်မြင်သွားပါပြီ။ကျွန်တော်တို့ရဲ့အဲချင်း wallet တွေတွေကို Bitcoin ရောက်လာဖို့အတွက် အချိန်အပြည့်ခဏတော့စောင့်ပေးရပါမယ်အရင်ရောမကြပါဘူးတနာ yı ဝင်းကျင်လောက်ဆိုရနဲ့ကျွန်တော်ရဲ့အချိန်တွေကိုရောက်လာပါတယ်ကျွန်တော်ဒီမှာဆိုရင်လဲဝစ်တော့ history မှာပန်းနေဆိုပြီးတော့ပြနေပါတယ်ဒီအောက်မှာကျွန်တော်ထုတ်ထားတာတွေလည်းရှိပါတယ်ဆိုတော့ Bitcoin mining နဲ့ပတ်သက်ပြီးဒီဒီရောအားလုံးနားလည်မယ်လို့ထင်ပါတယ်နားမလည်ရရှင်လဲ comment တွေမှာမေးခဲ့လို့ ရပါတယ်ခဏကြာတော့ကျွန်တော်ရဲ့ PK အချင်းတွေကို Bitcoin နဲ့ရောက်လာတာတွေ့ရပါတယ်ဒါအားလည်းစောစောက Bitcoin mining app ထဲကနေပြီးတော့ကျွန်တော်ထုတ်ထားတဲ့ Bitcoin တွေရောက်လာတာဖြစ်ပါတယ်ဒီ mining ကတော့ခုချိန်ထိ Bitcoin တွေ free ပေးနေစေ mining ကောင်းလေးလည်းဖြစ်ပါတယ် crypto mining သမားတွေဆိုရင်တော့ဒီ mining တွေကိုလက်မလွတ်သင့်ပါဘူးဒီ mining ကလည်း Play Store App Store တို့ကနေအလွယ်တကူ download ရပါတယ် mining ရဲ့ပုံစံကတော့ logo အပြာလေးနဲ့ဖြစ်ပါတယ် Bitcoin mining နဲ့ပတ်သက်ပြီး BTC ပြန်ထုတ်နေလေရတော့ ဲ့လောက်ပါပဲအားလုံးနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာအားလုံးကိုကျေးဇူးပါ